ကပဲဖီလ်ဆင်းပြည်နယ်မှာ900မြောက်ပျောက်ဆုံးသူတယောက်ပေါ်လာခဲ့ပြန်ပါတယ်။ပျောက်ဆုံးသူရဲ့ကောင်မလေးရဲ့နာမည်ကတော့အဲလန်လို့ခေါ်ဆိုပြီးတော့အရက်၅ပြီ၄လမှရှိပါတယ်။ဒါကထင်ကြည့်ပြရမျိုးမဟုတ်ဘဲတသိပြနိုင်တဲ့အချက်ပဲဖြစ်ပြီးတော့တမ်ပီဆွေသမားကအရင်၅မိနစ်လောက်မှရှိရကောင်မလေးတွေကိုသာပြစ်မှတ်ထားရဆိုတာသိကြနေပါဗျ။ပျောက်ဆုံးနေတဲ့သူရဲ့မိသားစုဝင်တွေကတော့ငရေတပြက်ခက်စားနေရမှာပဲဖြစ်ပြီးတော့ယခုအချိန်ထိပျောက်ဆုံးနေတဲ့သူတဦးတယောက်ကိုမှပြန်လည်တွေ့ရှိခြင်းမရှိသေးပါဘူး။ ပုံမှန်ပြထားတဲ့သူတွေကတော့ပြတ်ဆုံးနေတဲ့သူတွေပဲဖြစ်ပြီးတော့၎င်းတို့နဲ့ပတ်သက်ပြီးတတိယဆုံးတရားတွေ့ရှိခဲ့ပါကအောက်ပေါ်ပြပါဖုန်းနံပါတ်ကိုဆက်သွင်းနိုင်ပါတယ်။အမေတို့ရဲ့အင်းနီချင်းတွေပြောင်းနေတာအခုဆို9ရောက်တောင်ရှိနေပြီ။အကုန်လုံးကလည်းအရင်9ပြည်နယ်မှာရှိတဲ့ကောင်မလေးတွေကြီးပဲ။ပြန်ပြီးတမားကအရင်9ပြည်နယ်မှာရှိတဲ့ကောင်မလေးတွေကိုဆွဲလန်းနေရငကြောင်ကောင်ပဲဖြစ်ရမယ်ဆိုတာရှင်းရီကထင်ရှားပြနေကြပြီးတော့ယခုလိုမျိုးအဖြစ်ပြက်တွေကလည်းလအတော်ကြောင့်စတိုက်ဖြစ်ပေါ်နေခဲ့ပါတယ်။ ပြောဆုံးသွားတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ဘယ်ကိုခေါ်တော့ရည်ဆိုတဲ့သက်တီတွေကလည်းယခုအချိန်ထိတွေ့ရှိခြင်းမရှိသေးပါဘူး။ဝင်းညစ်တစ်ခုလုံးကလည်းတဖြည်းဖြည်းနဲ့ခြောက်ကပ်ပြီးတော့တိစိတ်လာခဲ့ပါတယ်။ကီလီတမိချောင်းပြရနဲ့အင်ကိုချက်ချင်းတန်းပြန်လာခဲ့တော့ဘယ်မှ ရှောက်မသွားနဲ့တခုခုဆိုရင် အမေကိုဖုန်းခေါ်လိုက်အမေချက်ချင်းလာခေါ်မယ်။အမေကကျမရဲ့ဘေးမှာထိုင်ရင်းစိုးရိမ်နဲ့မျက်နှာနဲ့ပြောလာခဲ့ပါတယ်။အမေအရင်စိတ်မပူပါနဲ့တမိရဲ့အရက်ကငါ့ရဲ့သုံးလမ်းမှရှိပါတယ်။သူမပြောနဲ့တမိအမြဲတမ်းကြိယူဆိုင်ရမယ်လေ။ ကြောက်သွားတဲ့သူတွေကအရင်၅ရက်နှလုံးမှရှိပြီးတော့တမိအရက်က၅ရက်၃လမှရှိရကြောင်းအရင်ကြီးစိတ်မပူပါနဲ့တမိကယူဆိုင်ပါမယ်ဆိုပြီးတော့တည်ငြိမ်တဲ့ပုံစံနဲ့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့ကျမရဲ့စိတ်ထဲမှာတော့ကြောက်ရွံ့နေခဲ့ပါတယ်။ နေရင်လုံးကြပြီးရဲ့နောက်ကျမရဲ့တငယ်ချင်းတွေနဲ့အတူចောင်းကနေအိမ်ကိုလမ်းလျှောက်ပြန်လာတဲ့အချိန်မှာရဲကားတွေနဲ့လူနာတရင်ကားတွေကိုရွာရဲ့တတော်ဝင်ပေါက်မှာရပ်ထားတာကိုတွေ့လိုက်ရပါတယ်။လူတွေကအဝတ်ဖြုံနဲ့အုပ်ထားတဲ့အလောင်းတွေကိုဂရုတစိုက်တင်နေရကိုတွေ့လိုက်ရပါတယ်။ကြောက်ဆုံးသွားတဲ့သူတွေရဲ့ခန္ဓာကိုယ်တွေကိုတတော်ထဲမှာတွေ့ရှိခဲ့ရလို့ဆိုပါတယ်။ လူလေးဦးရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကတော့တစောင်းစီဖြစ်နေခဲ့ပြီးတော့အယူရည်အဖြစ်တောင်ပြောင်းနေခဲ့ပါတယ်။ဆက်လက်ရှာဖွေလိုက်တဲ့အခါမှာတော့လူငယ်တဲ့သုံးရက်ကပျောက်ဆုံးသွားတဲ့အဲလာရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းကိုအံ့ဩစွာနဲ့တွေ့ရှိလိုက်ရပါတယ်။ကျောင်းကတော့သူမရဲ့ခန္ဓာကိုယ်ပေါ်မှာအရှိပြားတွေမရှိတော့ဘဲအသားတွေကြီးသာကျန်နေတာကြောင့်ပဲဖြစ်ပါတယ်။ရှင်ရီကရွာထဲမှာရှိတဲ့အသားလာရီရောက်နေသာသသမားရဲ့ဆိုင်ကိုစနစ်တကျဆုံစားဆွစီမှုတွေပြုလုပ်ခဲ့ပေမယ့်စစ်စစ်ဆက်တာဖြစ်ပြီးတော့တက်တီအထောက်အထားတစုံတရာမှတွေ့ရှိခြင်းမရှိသေးပါဘူး တင်းထန်တဲ့ဆူဆင်းမှုတွေကြောင့်တရားခဏ်ကပုံပြီးတတိထားခဲ့ရပြီးတော့လအတော်ကြောင့်ဒီကိစ္စကမိမိပြပြဖြစ်သွားခဲ့ရပါတယ်ဒီလိုမျိုးဖြစ်ပျက်တွေဖြစ်သွားခဲ့တာကြောင့်အရင်ငါးရက်နလမရှိရဲ့ကောင်မလေးတွေကအိမ်ပြင်ကိုတယောက်တည်းမထွက်ရကြတော့ပါဘူးပြီးတော့အင်းနီနာချင်းတွေကသူတို့ရဲ့သမီးလေးတွေကိုကောက်ကွယ်ပေးဖို့အတွက်အိမ်တွေကိုပြောင်းရွှေ့သွားခဲ့ကြပါတယ် ပြန်နေနေကြပြီးတော့နောက်ကျမကျောင်းကနေအင်ကိုပြန်နေလမ်းမှာအမျိုးသမီးတယောက်ကသူ့ရဲ့ channel ကနေထွက်လာပြီးတော့ကျမကိုနှုတ်ဆက်လာခဲ့ပါတယ်။ဟေးကလေးအန်ဒီနာမည်ကတော့လူနာပါအန်ဒီကဒီအိမ်မှာနေရလေ။တမီးနာမည်ကတော့ကီနီပါ။တမီးလည်းဒီမြို့ဝန်နေရဖြစ်ပြီးတော့တွေ့ရတာဝမ်းသာပါတယ်။တမီးဒီရဲ့ဘိုင်းမှာတယောက်တည်းအပြင်ကိုဒီလိုသွားတာကအန်ဒီများတယ်နော်။ပြီးတော့လူသက်မှုတွေကဒီရဲ့ဘိုင်းမှာဇက်တိုက်ကိုဖြစ်နေရောတာပဲ။တမီးလည်းနည်းနည်းတော့ကြောက်ပေမဲ့တမီးရက်က၅ဘီ၃လမ်းမှရှိရကြောင်းတမီးနည်းနည်းတော့အဆင်ပြေပါတယ်။ ဒါပေမဲ့တမီလီဂယုဆိုင်အောင်တော့အန်တီမာလည်းမီယန်လို့ခေါ်တဲ့တမီလီတယောက်ရှိရဲ့ရေပိုင်းနေမှာသူ့ကိုအရန်ကျုပ်ဆိုင်နေရတယ်။လူနာကထိုကဲသူ့ပြောလာခဲ့ပြီးတော့သူ့အရင်ဒုတိယနဲ့ဗရင်ပေါက်ကိုလက်ညှိုးထိုးပြလာခဲ့ပါတယ်။အဲ့ဒီအခန်းကမီယန်ရဲ့အခန်းလေးသူလည်းအရင်ငါးမိငလမရှိရောအန်တီသူ့ကိုအပြင်ပေးမထွက်ဘူး။သူကဗရိတ်ပေါက်ကနေသမီးဖြစ်သွားတာကိုနေတိုင်းတွေ့နေတော့သူနဲ့အတူကစားပေးဖို့အတွက်အန်တီကိုပြောခိုင်းနေလို့သမီးကကစားချင်မလားဆိုပြီးအန်တီလာမေးရပါ ူနာညွန်ပြရတဲ့ဒုတိယထပ်ဗရင်ပေါက်ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ကျမရှိနေတဲ့နေရာကိုဗရင်ပေါက်ကနေလှမ်းကြည့်နေတဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရပါတယ်။မိယာကသမီးကိုတိနေတာလား။တူတူတော်ကြာနေခဲ့ပါပြီသမီးရဲ့။သူကဗရင်ပေါက်ကနေနေလိုက်ဖြစ်သွားတဲ့သမီးကိုကြည့်ပြီးတော့တငယ်ချင်းဖြစ်ချင်နေတယ်ဆိုတာကိုအန်ဒီသိရလေ။သမီးဒီနေ့တည်းလောက်သူနဲ့အတူတူကစားပြေးခြင်းလားအန်ဒီပန်းတိပိုင်မှုကောင်းကောင်းလေးလှုပ်ကြည့်မယ်လေ။ကျမလည်းသဘောတူလိုက်ပြီးတော့လူနာခေါ်ဆောင်တဲ့သူမတို့ရဲ့အိမ်ထဲကိုလိုက်သွားခဲ့ပါတယ်။ သူမတို့ရဲ့အိမ်အတွင်းပိုင်းကအရန်ကိုလှပပြီးတော့စိတ်ဝင်စားစရာပရိဘောဂရိုင်းနဲ့ပြည်နေခဲ့ပါတယ်။အိမ်ရဲ့အလယ်မှာအစိမ်းအောင်သစ်သားဆက်ကုံတစ်ခုရှိပြီးတော့ဇာတဝတ်ပါတဲ့အထည်တစ်ခုကချုံလက်စာအတိုင်းရှိနေခဲ့ပါတယ်။ကျမဒီဆက်ကုံကိုစိတ်ဝင်စားကြည့်နေရကိုလူနာတွေ့သွားတဲ့အခါမှာတော့အန်တီကမိယာဝတ်မဲ့အဝတ်အစားတွေကိုကိုရိုင်းချုပ်ပေးရလိ။ဒီဝတ်စုံလေးတွေကအရန်လှတာပဲဆိုပြီးတော့ကျမပြောလိုက်ပါတယ်။ တမီးသားမိအားနဲ့တငယ်ချင်းဖြစ်သွားမယ်ဆိုရင်တမီးအတွက်လည်းအန်တီချုပ်ပေးမယ်ခုတော့ဒုတိယရက်ကိုသွားကြတော့ဘို့ဆိုပြီးတော့ဒုတိယရက်ကိုတက်သွားခဲ့ကြပြီးတော့မိအားရဲ့အခန်းတကားကိုခောက်လိုက်ပါတယ်မိအားတမီးအတွက်တငယ်ချင်းတစ်ယောက်ခေါ်လာတယ်တကားဖွင့်လိုက်တဲ့အခါမှာတော့ဘာစလားတစ်ခုမှမပြောဘဲဂရေပေါ်မှာထိုင်ကလက်ကိုအဖွင့်ရန်ပြနေတဲ့မိယာကိုတွေ့လိုက်ရပါတယ်။သူမကခေါင်းကိုငုံထားပြီးရှက်နေခဲ့ပါတယ်။အုတ်ထုတ်ဆောင်သားပြီးတော့အနေအဝတ်စုံကိုဝတ်ဆင်ထားတဲ့မိယာကိုကျမနာမည်ကကီလီဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်။နေငါနဲ့တငယ်ချင်းဖြစ်ရှင်နေဆိုလို့ငါဒီလိုလာခဲ့တာ။ အဲဒီနောက်မီယာကအတန်တိုးတိုးလေးနဲ့ပြန်ဖြေလာခဲ့ပါတယ်။ဟယ်လိုကီလီငါခန်းအောင်လာခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ယူနာကကျမတို့နှစ်ယောက်ကိုကျဉ်တ်စွာကြည့်လိုက်ပြီးတော့တမီတို့ခဏနေကြအောင်နော်အန်တီပန်းတိပိုင်မှုတွေယူလာခဲ့ပေးမယ်။ယူနာလေကားကနေဆင်းသွားရတဲ့မီယာကကျမကိုမေးလာခဲ့ပါတယ်။ခေလီနင်အပြင်ကဘာကြီးကိုမကြောက်ဘူးလား။ငါကြောက်ပါတယ်ဒါပေမဲ့ငါကအရင်ငါးပြီသုံးလမှရှိရလေ။ဒါကြောင့်ငါရေးရဲဝုန်းနဲ့ရှောက်သွားနေတာ မိယာနဲ့အရက်ကငါပြင်းနယ်လမ်းမရှိတဲ့လုံငါကြားတယ်။နင်အပြင်ကိုဒီလိုမထွက်ပြန်နေရကပြင်းစရာကောင်းလာလိမ့်မယ်နော်။မိယာကကျမလမ်းမကိုဆက်လိုက်ပြီးတော့ကြီးမားတဲ့မှန်ရှိမှရက်ကငါလည်းအရက်ငါပြင်းသုံးလမ်းမရှိလာပြီထင်တယ်။ဒါကြောင့်ငါအဝတ်စားတွေမတော်တော့တာ။မိယာနဲ့ကျမမှန်ရှိမှရက်လိုက်ပြီးတော့ကျမတို့နှစ်ယောက်စလုံးကအရက်တူညီနေခဲ့ကြပါတယ်။ ကျွန်မမိယာရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်တိုင်းတခုခုထူးဆန်းနေရဆိုတာကိုခံစားလာခဲ့ရပါတယ်။သူမပုံစံကပစ္စည်းအဆုတ်တွေရဲ့အရည်ပြားတွေကိုချုပ်ထားတဲ့မကောင်းဆိုးဝါးတစ်ကောင်ရဲ့ပုံစံနဲ့တူနေခဲ့ပါတယ်။ကျွန်မသူမဝန်နေတော့မှဆိုတာကြောင့်ဒဲတော့မမေးခဲ့ပေမဲ့တစ်ချက်တော့နှမ်းရှိခဲ့ပါတယ်။သူမရဲ့မျက်နှာအရည်ပြားကတွန့်နေခဲ့ပြီးတော့တခုခုကိုဖာထေးပြီးတော့ချုပ်ထားတာနဲ့အောင်တူနေပါတယ်။အဲဒီနောက်မှာကျွန်မသဘောပေါက်သွားတာကမိယာကတာမန်လူတယောက်မဟုတ်ဘူးဆိုတာပါပဲ။ မီယာကမှန်ထဲမှာပုံနေတဲ့ကျမတို့ရဲ့ပုံရိပ်ကိုကြည့်လိုက်ပြောချင်းနဲ့တဲ့အပြုံနဲ့အတူပြောလာခဲ့ပါတယ်။မီယာငါနဲ့ကိုအရင်သဘောကျတာပဲ။ပန်းတိပိုင်မုတ်စားဖို့အချိန်ရောက်ပြီငါမင်းကိုခေါ်လာခဲ့မယ်နော်။မီယာကလှေကားကနေဆင်းသွားပြီးတော့ပန်းတိပိုင်မုတ်ဒီသွားယူတဲ့အချိန်ကျမထူးဆန်းတဲ့ခံစားချက်တွေခံစားလာရပါတယ်။ကျမအခန်းတစ်ခုလုံးကိုလှည့်ပတ်ကြည့်လိုက်ပြီးတော့ဒီမရဲ့အဝတ်ဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အယောင်အံ့ဩသွားခဲ့ရပါတယ်။သူစနဲ့လေသာသားနဲ့ချုပ်ထားတဲ့အဝတ်တွေကိုတွေးလိုက်ရပြီးတော့တကူကိုယူကဖြန့်ကြည့်လိုက်တဲ့အခါမှာတော့ လူသားတယောက်ရဲ့အရင်ပြားကိုယူကားခွာထားတဲ့ပုံစံနဲ့တူနေခဲ့ပါတယ်။ဒါချရောမျက်နာနဲ့သပင်းပုံစံတွေကအစားလူသားတယောက်ပုံစံအတိုင်းချုပ်ထားခဲ့တာပါ။ကျမဒါရီကဘာရီလဲဆိုပြီးတော့လက်နာခဲ့ပါတယ်။အဲဒီနောက်ကျမဒီကြောက်စရာအင်ဂျီတွေကနေအမြန်ထွက်သွားရမယ်လို့လည်းတွေးနေမိခဲ့ပါတယ်။ကျမမီယာရဲ့ခန်းထဲကနေခတ်တုတ်ထွက်လာတဲ့အချိန်မှာခြေကအောက်ကနေမီယာနဲ့လူနာတို့ရဲ့အတန်ကိုကြားခဲ့ရပါတယ်။ သူမကတမီးနဲ့အရက်တူတူပဲ။သူမမှာချစ်စရာကောင်းတဲ့မျက်နှာလေးရှိတယ်။တမီးတို့သဘောကျတယ်။ခေလေးကိုတမီးအတွက်ဝတ်ဆောင်အမြန်ချုပ်ပေးပါ။ ဒါသတင်းကောင်းပဲတမိထွားလာတော့တမိအတွက်အမေဝတ်စုံကောင်းကောင်းလေးတွေချုပ်ပေးမယ်လေဒီလိုနဲ့တာမီနဲ့ရောက်လျှာကနေတင်းစင်တက်လာတာကိုကျွန်မတွေ့လိုက်ရပါတယ်ဒူနာကမိဖို့ကြောင့်တုံးသားတစ်ချောင်းနဲ့ plastic အကြီးကိုတင်လာခဲ့ပြီးတော့သူ့နောက်ကမီယာကတော့ကန်ချီကိုညှက်နေခဲ့ပါတယ်ငါလန့်သွားခဲ့ပြီးတော့အခန်းထဲကိုအမြဝင်ကတကားကိုပိတ်ချပစ်လိုက်ပါတယ်ခဏကြာမှတော့တာမီနဲ့ရောက်ကတကားလုံးချထားတာကိုတီးသွားပြီးတဲ့နောက်မှာတော့အခန်းတကားကိုခေါက်လာခဲ့ပါတယ် ခေလီခေလီတမိတကားဖွင့်မအောင်အန်တီပန်တီပိုင်မုတ်တွေယူလာတယ်လေကျမကြောက်ရွံ့နေခဲ့ပြီးတော့ကျမရဲ့ပြဿနာကိုပိတ်တာကမိရဲ့စကားပြောဆံကိုကြားလိုက်ရပါတယ်ခေလီနေပါလေလို့နေရလဲကစားကြမယ်လေတကားဖွင့်မအောင်ကျမလူနာနဲ့မိရာကိုဘာစကားတခုမှပြန်မပြောခဲ့ပါဘူးအမေတော်ရယူလာခဲ့မယ်အခန်းတစ်ခုလုံးကိုကြည့်လိုက်တဲ့အခါမှာတော့လွန်လန်းကဗရင်ဘောက်ကနေခုန်ချဖို့သာရှိနေခဲ့ပါတယ်ကျမဗရင်ဘောက်ကိုဖွင့်လိုက်ပြီးတော့အောက်ကိုကြည့်လိုက်တဲ့အချိန်မှာအရန်ကိုမြင်နေခဲ့ပါတယ် ။ယူတီရဲ့အခန်းတကားကပို့လာခဲ့ပြီးတော့မီယာကကျမစီခုံဝင်လာတာခါကနေဆွဲခတ်သွားခဲ့ပါတယ်။ကျမရုံးကန်နေခဲ့ပြီးတော့လူနာကကျမရဲ့နောက်ကျောကိုဓာတ်နဲ့ခုတ်ပစ်လိုက်ပါတယ်။ကျမရဲ့သွေးတွေထွက်နေတဲ့ကြောဘက်ကနာကျင်မှုကိုမြင်လိုက်ရတဲ့အခါမှာတော့မီယာကစိတ်ဆိုးတဲ့ပုံစံနဲ့ပြောလာခဲ့ပါဗျ။မေဘာလို့မရလဲ။မေသမီးရဲ့အင်ဂျီတစ်ခုဖျက်ဆီးလိုက်တာပဲ။အမေယူနေပြီလား။ဒါရီအလုံးအမေကြောင့်ပဲ။အမေအလုံးဖျက်ဆီးပြစ်လိုက်တာပဲ။သမီးမဝှစ်ရအင်ဂျီတစ်တည်းမရှိတော့ဘူး။သမီးခြေောက်ကိုလည်းချီအောင်အင်ဂျီရအရာကိုတင်းနေတော့သမီးအင်ဂျီတွေမတော်တော့ဘူး။ မိယာရဲ့ချစ်ချင်းဝက်ကအရေးပြားကိုဖောက်ထွက်နေခဲ့ပြီးတော့အနီရောင်ချစ်ချင်းဝက်ကသက်သက်အရေးပြားကသက်သက်ဖြစ်နေကအယောင်ကိုယွန်စရာကောင်းနေခဲ့ပါတယ်။လူနာကမိယာကိုစိတ်ပေါ်ပေါင်းပြောလိုက်ပြီးတော့ဒါရီအလုံးကမမေ့အမားတွေပါတမိရဲ့။ဖရင်ဘောက်ကနေထွက်ပြေးမယ်ဆိုတော့အမေအမြတ်တွေးလိုက်ရမှာ။တောက်မှန်ပါတယ်တမိလေးရဲ့။အခုရဲရည်နဲ့အပြစ်မအများကြီးရှိတယ်။တမိရဲ့ရည်တွေကိုမြင်နိုင်တော့ဘူး။အဲဒီနောက်လူနာကစဉ်းစားတဲ့ပုံစံနဲ့ကျမကိုကြည့်လိုက်ပြီးတော့မိကြံရပြီတမီးလေးသူအမြဲဆုံးပြန်ကောင်းအောင်မိတို့လုပ်ပြီးလို့ရရယ်လေ မိယာရဲ့မျက်နှာကချက်ချင်းတောက်ပပြီးတော့ပြောလာခဲ့ပါတယ်။တာမီမယောက်ကကျမရဲ့လက်ကောက်ဝတ်နဲ့ချက်ချင်းဝတ်တွေကိုတိတ်တင်နဲ့ပထားပြီးတော့မြေယောက်ခန်းထဲကိုခေါ်လာခဲ့ကြပါတယ်။အဲဒီနောက်ကျမမြေယောက်ခန်းထဲမှာအသားရည်လေးဖြစ်တဲ့နေရာကိုတွေ့လိုက်ရပါတယ်။ စပွဲကြီးပေါ်မှာလက်တီ6တောက်တွေကိုပတ်တဲ့ကျိုးတွေကိုတွေးလိုက်ရပြီးတော့ဖက်စိတ်ခန်းသုံးပစ္စည်းကရိယာအဆုံကိုလည်းစပွဲပေါ်မှာတင်လာတာကိုတွေးလိုက်ရပါတယ်။ကျမကိုခုံမတင်လိုက်ပြီးတော့ပတ်တီလိမ့်နဲ့အရက်ပြန်တွေကိုသုံးကကျမရဲ့အနာတွေကိုတတအောင်ပြုလုပ်ပေးနေခဲ့ကြပါတယ်။ကျမရဲ့လက်တီနဲ့6တောက်တွေကိုအချုပ်ခံထားရပြီးတော့ကျမရဲ့အရည်ပြားကိုအနာကျက်မြန်အောင်ပြုလုပ်ပေးခဲ့ကြပါတယ်။တာမီနှစ်ယောက်ကစားစရာတွေနဲ့ဆေးတွေကိုကျမရဲ့အရည်ပြားအနာကျက်မြန်အောင်ကျွေးခဲ့ကြပြီးတော့ချင်းလက်တွေကိုတော့စပွဲပေါ်မှာချုပ်ထားခဲ့ကြပါတယ်။ဒီမှာကြီးလိုက်အောင်ခီလီနင်းနေမဲ့ကြီးလာတော့မယ်။ ။နန်ဆိုးတကောင်ဖြစ်တဲ့မိယာကကျမရဲ့ပျောက်ဆုံးနေတဲ့တဲ့ရင်ကိုတက်ဘလက်ကနေမကြာခဏလာပြခဲ့ပါရယ်။တဲ့ရင်မှာကကျမရဲ့ပုံနဲ့6ရက်မြောက်ပျောက်ဆုံးသူတယောက်ပေါ်လာခဲ့ပြန်ပြီဆိုတာကိုကြေညာနေခဲ့တာပါ။မိကကျမကိုရှာဖွေပေးဖို့အတွက်ငြိမ်ယူနေခဲ့ပါရယ်။သတင်းပေါ်မှာငူယူနေတဲ့ကျမရဲ့မိကိုတွေ့ရရတဲ့အခါမှာတော့ကျမမိရကိုတောင်းပန်ခဲ့ပြီးတော့နှုတ်ပြီးကိုတောင်းဆိုခဲ့ပေမဲ့အသုံးမဝင်ခဲ့ပါဘူး။အချိန်တွေကြာလာတဲ့အမျှကျမရဲ့အနာကကျလာခဲ့ပြီးတော့အကောင့်တိုင်းပြန်ဖြစ်လာခဲ့ပါဗျ။ နာပြင်ချက်လာတဲ့အမကျမရဲ့တည်ဆုံခြင်းကလည်းမဝေတော့ဘူးဆိုတာကိုသိလာခဲ့ပါတယ်။မိယာကကျမရဲ့နောက်ကျောကအမယုကိုကြည့်ပြီးတော့ပြောလာခဲ့ပါတယ်။အမေသမီးအတွက်ဝတ်ဆောင်သင်ရတော့မယ်။မန္တာဘော့သမီးရဲ့အမေအခုပဲသမီးအတွက်ဝတ်ဆောင်သင်ချုပ်ပေးတော့မယ်နော်။သမီးရဲ့အဝတ်အစားတွေကိုချုပ်ပြီးတော့အခုပဲလှည့်လိုက်တော့လူသားရေပြန်နဲ့လှုပ်ထားတဲ့သူ့ရဲ့အနက်ရောင်ဝတ်ဆောင်ခြင်းကိုချွတ်လိုက်ပြီးတော့ဝတ်ဆောင်အောင်မှာဖုံထားတဲ့သူ့ရဲ့မမမိနိုင်အောင်ကြောက်စရာကောင်းတဲ့အနီးရောင်အသားတွေကိုတွေးလိုက်ရပါတယ်။ ကျမပေါ်မှာဆဲလိုက်ပြီးတော့လူနာကတော့မိရကိုတလဲကျမကိုတလဲသူမရဲ့ပေကျိုးနဲ့တိုင်းနေခဲ့ပါဗျ။သူတို့သားမိနှစ်ယောက်အတွက်တော့ကျမကလူသားရေပြားတစ်ခုတည်းပုံမနေခဲ့ပါဘူး။ဒီနောက်ကျမအပြင်ကနေတကားဖဲတန်ကိုကြားခဲ့ရပါဗျ။လူနာကသူမရဲ့ခေါင်းကိုတချမ်းဆောင်းလိုက်ပြီးတော့အံ့ဩတဲ့ပုံစံနဲ့မိရကိုပြောလာခဲ့ပါဗျ။ပုံမှန်ဆိုရင်အိမ်ကိုဘယ်သူမှမလာတတ်ပါဘူး။ကေလီမအောင်အောင်သမီးသူ့ကိုစောင့်ကြည့်ထားနော်။ ူနာကအင်းရှိကိုထွက်သွားခဲ့ပြီးတော့မီယာကတော့ကျမအတန်မထွက်ဖို့အတွက်ကျမလေဝင်ကိုကကြီးနဲ့ထောက်ထားခဲ့ပါတယ်။ခေလီနေတူတို့မနေကနေကိုကကြီးနဲ့ထိုးသွားပြင်မယ်။မီယာကကျမရဲ့ခန္ဓာကိုယ်ကိုဘရော့မှာထိခိုက်အောင်မလုပ်ဘူးဆိုတာကိုကျမသိနေခဲ့တယ်။ကဲကြပါဦး။ကျမရဲ့ပါဇက်ကိုပိတ်လိုက်တဲ့အချိန်မှာကျမသူ့ရဲ့လက်ကိုကိုက်ချပစ်လိုက်ပါတယ်။နာကျင်နေတဲ့သူမရဲ့လက်ကိုကြည့်နေတဲ့အချိန်မှာကျမကိုကိုညီချမှုအထွက်ကိုအော်ပြောလိုက်ပါတယ်။ကဲကြပါအောင်မြေရောက်ခန်းထဲမှာပိတ်ထားခံရလို့ပါ။တကောက်ချူခဲ့ပြီးတော့ရန်တွေကဝင်ရောက်လာခဲ့ပါတယ်။ ခေလီလားဟုတ်တယ်ကျမခေလီပါဂျယ်ရီကကျမကိုကူညီပြီးတော့အပြင်ကိုထွက်နိုင်ဖို့အတွက်လုပ်ပေးခဲ့ကြပါတယ်ဂျမ်းမြေပေါ်မှာလဲကျနေတဲ့မီယာက ကကြီးကိုယူလိုက်ပြီးတော့ရဲကိုထိုးဖို့အတွက်ပြေးလာခဲ့ပါတယ်ငါရဲ့ဝတ်စာတွေကိုမယူသွားနဲ့ဆိုပြီးတော့အော်ပြောနေခဲ့ပါတယ်ဂျယ်ရီကရုပ်တရက်လက်သွားခဲ့ကြပြီးတော့သူမကိုတနက်နေ့ပြစ်လိုက်ကြပါတယ်အဲဒီနောက်ဂျယ်ရီဖန်ထားတဲ့လူနာကအုံုံလိုက်ပြီးတော့မီယာငါသမီးလေးမင်းတို့ငါသမီးကိုဘာလို့လိုက်ကြတာလဲ ောက်ဆရာအင်ကြီးကိုကြောက်ခိုင်းခဲ့ပြီးတော့ကျမမိဘရဲ့နေတွေကဆေးရုံမှာစိတ်ကူးသားမှုခံယူခဲ့ပါတယ်။အောင်မြပြဆုံးသွားတဲ့သူနဲ့တွေ့ရတဲ့အချိန်မှာစိတ်တစလူသက်သမားရဲ့အဆုံးသက်ဖြစ်သွားခဲ့ရပါတယ်။အဲဒီလူသက်သမားရဲ့နာမည်ကတော့လူနာလို့ခေါ်ဆိုပြီးတော့တက်လက်ပိုင်အမျိုးသမီးတဦးဖြစ်ကသူမရဲ့ဘဝကိုဆက်ချုပ်တဲ့အလုံးလုံးကိုင်ကဖျက်ဆီးခဲ့ပါတယ်။သူမကသူမရဲ့သမီးနဲ့ရွှေတူဖြစ်တဲ့အရာငါးပိတ်နယ်လာမရှိတဲ့ကောင်မလေးတွေကိုဖျက်ယောင်းသွေးဆောင်ခဲ့ပြီးတော့တပ်ဖြစ်ကအရေးပြားတွေကိုခွာပြီးတော့သူမရဲ့သမီးအတွက်ကိုအဝတ်တွေချုပ်လုပ်ပေးနေခဲ့ပါတယ် ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။သဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်သွားပြီးတော့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။